တမဝဝင်မနဲ့ကျင်းလင်းဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့ပြည်ထောင်စုစည်ရင်စစ်ချုပ်ရုံးတို့ပူးပေါင်းဆောင်ရွက်တဲ့ပြည်ထောင်စုစည်ရင်စစ်ချုပ်ရုံးဝန်ထမ်းတပ်သားအယောင်ဆိုင်ဖွံ့ဖြိုးခန္ဓာကိုဒီကနေ့မနက်ပိုင်းမှာကျင်းပရောင်းတမဝဝင်မနဲ့ကျင်းလင်းဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလာမုံပြည်ထောင်စုစည်ရင်စစ်ချုပ်ဒေါက်တာခင်နိုင်ဦးဒုတိယစည်ရင်စစ်ချုပ်ဒေါ်နိုင်သက်ဦးနဲ့တာဝန်ရှိသူများကဖဲချိုးဖြတ်ဖွင့်လှစ်ပေးကြပါတယ်။ ။အိမ်နောက်တာဝန်ရှိသူများက ဝန်ထမ်းသက်သာအယောင်ဆိုင်အတွင်လှည့်လည်ကြည့်ရှုကြပါတယ်။ အိမ်တော်ဝန်ထမ်းသက်သာရောင်းဆိုင်ဖွံ့ဖွဲခန္ဓာကို အစင်းမြင့်စည်ရင်ကိုင်းနဲ့စည်ရင်စစ်တင်တဲ့ကြောင်းခတ်တာခမ်းမမဆက်လက်ကျင်းပရာ ပြည်တော်စုဝင်ကြီးကဝန်ထမ်းသက်သာအရောင်းဆိုင်ဖြစ်မြောက်ရေးပူပေါင်းဆောင်ရွက်ပေးမှုနဲ့ဆက်လင်းတဲ့အမှားစကားပြောကြားပါတယ်။ အဲနောက်ပြည်တော်စုစည်းစစ်ချုပ်ကပြည်တော်စုစည်းစစ်ချုပ်ရုံးရဲ့မဟာဗျူဟာရည်မှန်းချက်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ခြင်းလည်းဖြစ်တဲ့ပြည်တော်စုစည်းစစ်ချုပ်ရုံးဝန်ထမ်းများအတွက်ဝန်ထမ်းသက်သာအယောင်ဆိုင်အောင်မြင်စွာဖွင့်လှစ်နိုင်မှုနဲ့ဆက်လင်ပြီးအမှားစကားပြောကြပြီးပြည်တော်စုဝန်ကြီးအောင်ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးရပါတယ်။ အဲဒီနောက်ပြည်အောင်စုစီရင်စစ်ချုပ်ရုံးဝန်ထမ်းသက်တာအယောင်ဆိုင်ဖြစ်မြောက်ဖို့အတွက်စီစဉ်ဆောင်ရွက်ခဲ့မှုများနဲ့ဆက်လင်းနေမှတ်တမ်းဗီဒီယိုကလေးအပြသပေးအခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။ဝန်ထမ်းသက်တာအယောင်ဆိုင်ကိုပြည်အောင်စုစီရင်စစ်ချုပ်ရုံးဝန်ထမ်းများအတွက်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိတယ်။သက်တာချောင်းကြီးအစီအစဉ်များပြင်ငရင်တဲကြောင့်ယာယီဝန်ထမ်းအရာများမှပြောင်းရွှေ့နေထိုင်လျက်ရှိတဲ့ဝန်ထမ်းနဲ့မိသားစုများအပါအဝင် ရုံးဝင်သားများအားလုံးနေ့စဉ်နေထိုင်စားသောက်နိုင်ဖို့အတွက်အဆင်ပြေလွယ်ကူစွာနဲ့ဝယ်ယူနိုင်စေရန်ရည်ရွယ်ပြီးရုံးချိန်အတွင်းဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးအခြေခံစားသောက်ကုန်များလူသုံးကုန်ပစ္စည်းများစာရေးကိရိယာများသမဝယ်မှာဦးစီးဌာနမှာစားသောက်ကုန်လူသုံးကုန်ပစ္စည်းနဲ့ရက်ကန်ထဲများစမုံဝင်ကြီးဌာနမှာထုတ်ကုန်ပစ္စည်းများကိုရောင်းချပေးသွားမှာဖြစ်တဲ့အပြင်ဝန်ထမ်းများရဲ့အသုံးပြုလိုတဲ့ပစ္စည်းများကိုလည်းတိုးချဲ့ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။